ခင်နီအော်တိုဘာလာ၂ရက်နေ့ရဲ့ထူးခြားသတင်းတွေဘူသူသားတွေကတော့ပညာရေးဝန်ထမ်းတွေကိုတနစ်လျင်နဲ့ချင်းရာတို့တို့ပြောင်းရှေ့ကိစ္စရပ်တွေပြုလုပ်ပြီးမှဖြစ်ပါတယ်မေလာနဲ့အော်တိုဘာလာတို့ဖြစ်ပါတယ်ဖိလပိုင်မှာမြေအနက်6မိုင်မှာအင်အား6ပြမကိုအစီရှိတဲ့အင်အားပြင်းလင်လောက်ခက်ခဲ့မှုကြောင့်လူ46ဦးကွယ်လွန်ခဲ့ပြီးလူနေရာကျထဏ်ရာရကကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်နောက်ဆက်သွယ်ငလင်းတွေလောက်ခက်လျက်ရှိပြီးတော့ ်။ပြင်းအား၆ဆီရှိတဲ့နောက်ဆက်သွယ်ငွေလင်းတစ်ခုလည်းလောက်ခတ်ခဲ့ပါဗျာ။ အမေရိကန်ပြည်ထောင်စုမှာသမ္မတဒေါ်နယ်ထရပ်ဆိုရဖွဲ့ဟာဆိုရလုံငယ်တချို့ကိုဆက်လက်မလဲဖက်ပန်းရာရေးဆိုင်မှုတွေပြုလုပ်ခဲ့ပါတယ်။အော်တိုဘာလနေ့ကနေ့ဟာအိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးခေါင်းဆောင်မဟာတမကန်နီယံဝင်နေဖြစ်ပါတယ်။ကုလသမဂ္ဂကနေ2009ခုနှစ်မှာအကြမ်းမဖက်ရေးနိုင်ငံတကာနေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။ကန်နီယံဂျမ်ဘတ်လုံရှားမှုတွေကွန်ပျူတာအနေနဲ့ဒီနေ့ကိုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။1928ခုနှစ်အော်တိုဘာလနေ့ရက်နေ့ဟာတည်ထွင်မှုတမိုင်းမတိုင်နေဖြစ်ပါတယ်။ပထမဆုံးအကြိမ်ဖြစ်6တွေ့ရေးခဲကိုကမ္ဘာစီကော ော်မှစတင်အောင်ချခဲ့ပါတယ်1958ခုနှစ်အော်တိုဘားလနေ့ရက်နေ့ကဂီနီနိုင်ငံလွတ်လပ်ရေးနေ့ဖြစ်ပါတယ်အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ဂီနီနိုင်ငံဟာပြင်သစ်လက်အောက်ကနေလွတ်လပ်ရေးရရှိခဲ့တာဖြစ်ပါတယ်အော်တိုဘားလနေ့ရက်နေ့ကိုအမျိုးသားဆရာဝန်နေ့ဖြစ်တဲ့တချို့နိုင်ငံတွေမှာကျင်းပချားပါတယ်အော်တိုဘားလနေ့ရက်နေ့ရဲ့ကမ္ဘာကျော်မွေးနေ့ရှင်နေရာတော့မဟာတမဂန်နီဖြစ်မွေးနေ့ဖြစ်ပါတယ်အင်္ဂလိပ်ဂီတပင်ညာရှင်တေးရေးဆရာတေယောဆောင်စတင်ရမွေးနေ့ဖြစ်ပါတယ် အမေရိကန် TV အစီအစဉ်တင်ဆက်သူတရုတ်ဆောင်ကယ်ရီရပါရမနီမျိုးသားကန်တော်ကြီးဦးရဲမှာမိအောင်ဆောင်တွင်နဲ့လာဆင်ပြီးတရေချုပ်ပွဲတော်ကိုအော်တိုဘာလာ၃ရက်နေ့ကနေ9ရက်နေ့ထိကျင်းပသွားမှာဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံဟာကမ္ဘာပေါ်မှာလူထုအကျဉ်းစီနဲ့လောင်းကစားဆောင်ရှင်မှုတော်မြန်မာဆောင်နိုင်ငံဖြစ်ပါတယ်။ဒုက္ခသည်စခန်းကိုကုမနေထိုင်နေမြန်မာဒုက္ခသည်တွေကိုတစ်နှစ်သာတရားဝင်လှုပ်လှုပ်ခွေပေးမယ်လို့ထိုင်းဝန်ကြီးချုပ်ကပြောကြားပါတယ်။၎င်းတို့ဟာထိုင်းနိုင်ငံမြောက်ဘက်လယ်ပိုင်းနဲ့ရှေ့ပိုင်းဒေသတွေမှာရှိတဲ့ ြည်နယ်53ခုမှာအလုံးလုံးနိုင်မှာဖြစ်ပါတယ်ဒေါ်လာ38တန်တန်လက်စားမှုနဲ့သင်ယူမှာစိုက်ပျိုးရေးဝန်ကြီးဟောင်းပြန်ချမှတ်လိုက်ပါတယ်ပိုင်ဆောင်မှုအလုံးကိုနိုင်ငံပိုင်ထိန်းလိုက်ပါတယ်